မင်္ဂလာနနက်ခင်ပါယေရှုဂိယုနာမြတ်တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနိဒာဖြစ်ကြပါစေဒီနေ့မနေ့ရန်ကုန်မြို့နယ်နေတွေ့ဖူချိန်ကတော့26ဒီဂရီရှိပြီးတော့မှ33ဒီဂရီရှိတယ်လို့ခန့်သားကြရှိနိုင်ပါတယ်လူရည်တွေကနှိမ်ကြနေတယ်တနိဒာလုံးတွေများအားဖြင့်နေတာပြီးတော့မှပြင်းစုံဖူချိန်က33ဒီဂရီရှိမှဖြစ်ပါတယ်နေ့စဉ်ဝိပ္ပူချင်းလင်းပြ အော်တိုဘာလ23ရက်ကြာသာပတေးနေ့2025ကြွချက်မြတ်တာ၌တည်တော်သူသည်ဖျားသခင်၌တည်၏ဒီကချက်ရှင်ယောဟန်ဩဝါဒစာပထမဆောင်မှခွန်အားယူစရာများဘိုင်း33ဖတ်ရန်ကြံချက်ရှင်ယောဟန်ဩဝါဒစာပထမဆောင်ခန်းကြီး၄ခန်းငယ်73မှ27ဖျားသခင်သည်ဝိညာဉ်တော်ဤယေရှုကိုငါတို့အားပေးတော်မူသောကြောင့်ငါတို့သည်ဖျားသခင်၌တည်သည်ကို၎င်းဖျားသခင်သည် ငါတို့၌တည်တော်မူသည်ကို၎င်းသိရကြ၏လောကီသားတို့ကိုကယ်တင်သောသခင်ဖြစ်စေခြင်းကပြည်တော်သည်သားတော်ကိုဆေလွတ်တော်မူသည်ဟုငါတို့သည်သိမြင်၍သက်တည်ခံကြ၏ယေရှုသည်ဘုရားသခင်၏သားတော်ဖြစ်တော်မူသည်ကိုဝန်ခံတော်မူမည်သည်ကဘုရားသခင်၌တည်၏ဘုရားသခင်သည်လည်းထိုသူ၌တည်တော်မူ၏ဘုရားသခင်သည်ငါတို့ကိုချစ်တော်မူခြင်းမေတ္တာတော်ကိုငါတို့သည်သိ၍ယုံကြည်ကြ၏ ဘုရားသခင်သည်ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏ချစ်ခြင်းမေတ္တာ၌တည်တော်သူသည်ဘုရားသခင်၌တည်၏ဘုရားသခင်သည်လည်းထိုသူ၌တည်တော်မူ၏ထိုသူငါတို့သည်ချစ်ခြင်းမေတ္တာနှင့်ပြည့်စုံသောအပြင်တရားဆုံးဖြတ်တော်မူသောနေ၌ရဲရင်ရသောခွင့်ရှိကြလိမ့်မည်အကြောင်းမူကားငါတို့သည်ကိုရောဤနီးတူဤလောက၌ဖြစ်ကြ၏ချစ်ခြင်းမေတ္တာသည်ကြောက်ခြင်းတန်ဝေကနှင့်မပေါင်းနိုင်ရာတန်ဝေကသည် ပူပန်ခြင်းဝေဒနာကို ဖြစ်စေသောကြောင့်စုံလင်သောမေတ္တာသည်တံဝေကကိုပယ်ရှားတတ်၏တံဝေကရှိသောသူသည်မေတ္တာနှင့်မပြည့်စုံသည်ဖရာသခင်သည်ငါတို့ကို ရှေးဥစွာချစ်တော်မူသောကြောင့်ငါတို့သည်ဖရာသခင်ကိုချစ်ကြ၏တစုံတယောက်သောသူကငါသည်ဖရာသခင်ကို ချစ်၏ဟုဆိုလျက်ပင်မိမိညီကိုကိုမုန်းနှင့်ထိုသူသည်မှုတာကိုတုံးသောသူဖြစ်၏ မိမြင်ရသောမိမိညီကိုကို မချစ်လင် အမြင်သေးသောဘုရားသခင်ကိုဘယ်သို့ချစ်နိုင်မည်နည်းဘုရားသခင်ကိုချစ်တော်သူသည်မိမိညီကိုကိုချစ်ရမည်ဟုသော ပြညတ်တော်ကိုငါတို့သည်ခရစ်တော်ထံ၌ခံရကြပြီရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး35ခန်းငယ်9ခမည်းတော်သည်ငါ့ကိုချစ်တော်မူတကယ်သို့ငါသည်သင်တို့ကိုချစ်၏ငါဤချစ်ခြင်းမေတ္တာ၌တည်နေကြလော့ ီနေရာမှာတော့ရှင်ယောဟန်ဒီဖျားသခင်ရဲ့မြတ်တာတော်ကြောင်းအထူးသဖြင့်ကျွန်တော်တွေဟာဖျားသခင်ရဲ့မြတ်တာတော်ထဲမှာဘလို့နေထိုင်ပြီးအဲ့ဒီမြတ်တာတော်ကိုဘလို့ပြသတဲ့လဲဆိုတာကိုဖော်ပြထားခြင်းဖြစ်ပါတယ်။အငယ်73မှာဖျားသခင်သည်ဝိညာဉ်တော်ဤယေရှုကိုငါတို့အားပေးတော်မူသောကြောင့်ငါတို့သည်ဖျားသခင်၌တည်တည်ကို၎င်းဖျားသခင်သည်ငါတို့၌တည်တော်မူသည်ကို၎င်းသိရကြ၏လို့ပြောရပါတယ်။ ဘုရားသခင်နဲ့ကျွန်တော်တို့ဂျာကအလွန်နှက်ဆိုင်နဲ့ဆက်ဆံရင်ကိုဒီစကားကပေါ်ပြနေတယ်။တန်ရှင်သောဝိညာဉ်တော်အပြင်ဘုရားသခင်ဟာကျွန်တော်တို့ရဲ့အထက်မှာနေထိုင်ပြီးကျွန်တော်တို့ကလည်းကိုရောရဲ့မြစ်တာတော်ထဲမှာနေထိုင်နေတကယ်ကိုစိတ်ချယုံကြည်နိုင်တဲ့အာမခံချက်တစ်ခုဖြစ်ပါတယ်။ဘုရားသခင်ဟာ သားတော်ယေရှုကိုလောကသားအလုံးကိုကယ်တင်မှုစေလွတ်ခဲ့တယ်ဆိုတာကိုမျက်မြင်သက်သေပြီးရှိခဲ့တယ်ဆိုတဲ့အကြောင်းကိုပေါ်ပြတယ်။အငယ်၁၆မှာတော့ ဘုရားသခင်သည်ချစ်ချင်းမေတ္တာဖြစ်တော်မူသည်ဆိုတဲ့အခြေခံမှတရားကို ပြန်လည်ပြမပြောဆိုထားတယ်။ဒါဟာဘုရားသခင်ရဲ့အဓိက အနှစ်သာရဖြစ်တဲ့မေတ္တာတော်ဖြစ်ပါတယ်။ကိုရင်မေတ္တာတော်ထဲမှာနေထိုင်သူတိုင်းဟာဘုရားသခင်ရဲ့ထဲထဲမှာလည်းနေထိုင်ပြီးဘုရားသခင်ကလည်းသူ့သူရဲ့ထဲမှာနေထိုင်ပါတယ်။ဘုရားသခင်ရဲ့မေတ္တာတော်ကိုယုံကြည်ပြီးလက်ခံလိုက်တဲ့အခါမှာကျွန်တော်ရဲ့ဘဝဟာအလုံးစုံ ပြောင်းလဲသွားပါတယ်။ခိုင်ငယ်၁၆မှာတော့ ဘုရားသခင်ရဲ့မြစ်တာတော်ထဲမှာနေထိုင်တဲ့အခါမှာကျွန်တော်တို့ဟာစီရင်ခြင်းကိုကြောက်ရွံ့စရာမလိုတော့ဘူးကြီးပြည့်စုံတဲ့မြစ်တာဟာကြောက်ရွံ့ခြင်းတန်ဝေကကိုဖယ်ရှားပေးတယ်ကြောက်တဲ့သူဟာချစ်ချင်းမြတ်တာနဲ့မပြည့်စုံသေးလို့ဖြစ်တယ်လို့ပေါ်ပြပါတယ်ဘုရားသခင်ကိုဝိပုကိုးခွေတဲ့အခါမှာဘုရားကိုကြောက်လန့်ပြီးတော့မှဝိပုကိုးခွေတာမဟုတ်ဘဲနဲ့ဘုရားသခင်ကိုချစ်လို့ကိုယ်ရဲ့မြစ်တာတော်ကြောင့်ပဲဝိပုခြင်းဖြစ်ရမှာဖြစ်တယ် ဘုရားသခင်ကကျွန်တော်တို့ကိုအရင်ဆုံးချစ်ခဲ့တဲ့အတွက်ကျွန်တော်တို့လည်းကိုရောကိုပြန်ချစ်တယ်။ဒါဟာဘုရားသခင်နဲ့ကျွန်တော်ရဲ့မေတ္တာကို အစာပြုခြင်းပဲဖြစ်ပါတယ်။ဒါပေမဲ့ဒီမေတ္တာဟာကျွန်တော်တို့အแทမှာပဲရက်တက်မနေဘဲနဲ့အငယ်ဆုံးသောသူတွေတခြားသူတွေကိုညီကိုချင်းတွေကိုပြန်လဲပြီးတော့မှချစ်ခင်မေတ္တာပြသဖို့ရန်ဖြစ်တယ်။ဘုရားသခင်ကိုချစ်တယ်လို့ပြောပြီးတော့မှကိုယ်ပတ်ဝန်းကျင်ကလူတွေကို မုန်းတဲ့သူဟာ မှုတာကိုတုံတဲ့သူဖြစ်တယ်လို့ဖော်ပြထားပါတယ်။ဖျားသခင်ကိုမမြင်ဘဲနဲ့ချစ်နိုင်တယ်လို့ပြောပြီးမှမြင်နေရတဲ့ညီကိုချင်းကိုမချစ်ဘူးလို့ပြောတာဟာလိန်လေပြောနေတာနဲ့တူပဲဖြစ်ပါတယ်။အဲ့ဒါကြောင့်ဖျားသခင်ကိုချစ်တော်သူဟာကိုညီကိုကိုလည်းချစ်ရမယ်။ကျွန်တော်တို့တူနဲ့တူချစ်ချင်းမြတ်တာပြသခြင်းဟာကျွန်တော်တို့ဖျားသခင်ကိုတကယ်ချစ်ကြောင်းပြသတဲ့ကိစ္စတစ်ခုပဲဖြစ်ပါတယ်။ကျွန်တော်တက်တာမှာလည်းဖျားသခင်ရဲ့မြတ်တာရောအပြင်ဆက်လက်ရှင်သန်ပြီးတော့ ေတ္တာတော်ကိုဆက်လက်ဝေမျှရှင်တန်ကြားဖို့ရန်ဖြစ်ပါတယ်။ဆုတောင်းကြပါစို့။မေတ္တာရှင်သခင်သာရမြတ်စွာသောဘုရားသခင်ဒီမနက်ခင်းတဲ့အတွက်ကိုရော့ကိုကျေးဇူးတင်ပါတယ်။ဒီမနက်ခင်းမှာလူထရှင်တနာတဲ့သူတွေအားလုံးရင်ဝတ်ငြိမ်းချမ်းစွာစမ်းမစွာမိတ္တနေထိုင်လှူရှားသွားလာနိုင်ရသော ခွင့်ကိုပေးသနာမူပါ။ဘေးအန္တရာယ်လုံးစုံမှကင်းဝေးစေတော်မူပါ။မျိုးမျိုးသောသူတွေရဲ့နောက်ဆက်ခြင်းတွေမျိုးမျိုးသော အန်ဒီရဲ့နောက်ဆက်ခြင်းတွေဥတော်တဆမှုတွေဖန်စီမှုတွေချုံနောင်မှုတွေတီးတီးမှလည်းဒါမျိုးကိုလွတ်မြောက်စေတော်မူပါသူတပြင်းစစ်ဘေးဆောင်မြောက်ကရရှင် ကောင်းကြီးပေးပါတို့ထရဲမှာရှိနေတဲ့ကိုဝန်ဆောင်မိခင်တွေတက်ကြီးရွယ်အိုတွေမတန်ဆွမ်းနေအားလုံးကိုကိုရောကြည့်စုကြွားနဲ့လုံခြုံငြိမ်းချမ်းတဲ့အရက်ကိုကောင်းမွန်ဆုံးရောက်ရှိစေပါသူတို့ပေါ်မှာထပ်ပြီးတော့မှအနိုင်ကျင့်ပြုမှုချင်းတက်ဖြတ်ခြင်းတွေကိုလည်းကိုရောရှင် တားဆီးတော်မူပါကိုရရှင်တတ်နိုင်တဲ့ဘုရားရှင်ဖြစ်ပါれကိုရရှင်ဒီရက်ခတ်သိမ့်ကိုတတ်နိုင်တော်ရှင်ဖြစ်တဲ့အတိုင်းမာပြည်ကြီးကိုကယ်တင်ကောင်းကြီးပေးပါချစ်ချင်းမေတ္တာမရှိတဲ့သူတွေလက်ထဲမှာတရမို့ကယ်တင်ကယ်နှုတ်ပါချစ်ချင်းမေတ္တာရှိတဲ့သူတွေဖြစ်ကိုရောပြန်လဲဘုရားမန္တန်ကြီးကိုအုပ်ဆိုးစေပါရင်ဝတ်ခြင်းပေးပါအမရကိုရိုင်းလေးချင်းချင်းချင်းလေးဝေမျှနိုင်သောကိုရောပေးကမ်းနိုင်သောသူတွေတည်တည်ဖြစ်စေဖို့ကောင်းကြီးပေးပါမိကြောင်း ။မပီကြီးကိုချမ်းသာညီသက်ခြင်းပေးပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖျား၏နာမတော်မြတ်ကိုမြည်ပြုလက်သနာခံဆုတောင်းကြပါရဖဖျား။အာမင်။